မြန်မာနေဦးခရိုနီကယ်မေလာ20မြင်ကွင်တမူးကပက္ခဖ10ဦးကိုအာတာရိုက်ဖဲတက်ဖြတ်မှုအချက်လက်တွေပေါ်ထွက်လာဗမော်မျိုးနဲ့စကန်သိန်းတိုက်ပွဲအတွင်းစစ်ကောင်စီရဟတ်ရင်ပြစ်ချခံရတမူးခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပက္ခဖကနေဆက်မြင်းကြီးကတက်စကန်တစ်ခုမှရှိတဲ့တပ်ဖွဲ့ဝင်10ဦးကိုအိန္ဒိချင်းနိုင်ငံအာတာရိုက်ဖဲတက်ဖွဲ့ကယခုလ13ရက်နဲ့14ရက်နေ့တွေအတွင်းမှာနှိပ်စက်တက်ဖြတ်ခဲ့တယ်လို့မြန်မာနိုင်ငံဘက်ကသတင်းဌာနတွေကတမူးပက္ခဖနဲ့ဒေတာခန့်အချို့ရဲ့ပြောဆိုချက်တွေကိုကိုးကားပြီးဖော်ပြထားကြပါတယ်။ အိန္ဒိယနိုင်ငံဘက်ကဖော်ပြထားတဲ့သတင်းမှာတော့အာတန်ရိုက်ဖဲအဖွဲ့ကနေဆက်ကလက်နက်ကင်အဖွဲ့နဲ့၎င်းတို့တပ်ဖွဲ့၃နာရီကြာတိုက်ပွဲဖြစ်ပွားပြီးမြန်မာနိုင်ငံဘက်ကလက်နက်ကင်၁၀ဦးသေဆုံးသွားကြောင်းပြောဆိုရဲလို့ဖော်ပြထားပါတယ်။အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်မှာတည်ရှိတဲ့မနီပူပြည်နယ်နဲ့မြန်မာနိုင်ငံစကိုင်းတိုင်းအထက်ပိုင်းတမူးမြို့နယ်တို့နယ်နိမိတ်ချင်းထိစပ်နေပြီး တမူးမျိုးဟာအိန္ဒိယနဲ့မြန်မာနယ်စပ်ကုန်သွယ်ရေးမှာအဓိကကျတဲ့နယ်စပ်မျိုးဖြစ်ပြီးအခုဖြစ်ပွားနေတဲ့နေရာကတမူးမျိုးနယ်တဲကခန်းပတ်နေမြန်မာနိုင်ငံဘက်အချမ်းမှာအမျိုးသားညီညွတ်ရေးဆိုရာလောက်ကပြည်သူ့ကာကွယ်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။ခန်းပတ်မျိုးကို NUG လောက်ကပတ်ကပ်ဖတွေကယမန်နှစ်ကလေးကစစ်ကောင်စီထံကတင်းယူခဲ့တာဖြစ်ပြီးနယ်စပ်တလျှောက်မှာပတ်ကပ်ဖတွေကထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်မှာအာတန်ပြည်နယ်ဘက်မှာတော့ ကတဲ့တပုံနဲ့အာတန်ဆိုရတက်ခွဲတွေကြောင့်လက်နက်ကင်ပဋိပခါကူကီလူမျိုးတွေနဲ့အခြားသောလူမျိုးတွေကြောင့်ပဋိပခါတွေရှိနေတဲ့အာတန်ပြည်နယ်ကစီးရီးလှုပ်ရှားမှုတွေနဲ့အတီကရုံဖြစ်ပွားမှုတွေမကြာခဏရှိနေတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံရေးအရာလဲကလေးကဘော်လွင်ပြင်ဒေတာဟာတချိန်ကအိန္ဒိယနိုင်ငံပိုင်းနေမြေဒေတာဖြစ်ပြီးမြန်မာနိုင်ငံကငှားရမ်းကပေးခဲ့တဲ့သမိုင်းထောက်ထားတွေရှိတဲ့ဆိုတော့အတန်ပြည်နယ်ကလွတ်တော်ကိုယ်စားလှယ်တူကမကြသေးခင်ကပြောဆိုခဲ့တာလဲသတင်းတွေတွေတွေ့ခဲ့ကြရပြီးဖြစ်ပါတယ်။ အခုမေလ23ရက်နေ့မှာအာတန်ရိုင်ဖယ်တပ်ဖွဲ့ကမြန်မာနိုင်ငံဘက်နေမြေအိန္ဒိယနယ်စပ်မှာစခန်းချနေကြတဲ့ပကဖ10ဦးကိုလာရောက်ခေါ်ဆောင်သွားတယ်လို့ယူဆရပြီးနောက်2ရက်ကျော်အကြာမှာပကဖတပ်ဖွဲ့ဘက်ကတာဝန်ရှိသူတွေကဆက်သွယ်စုံစမ်းပြီးနောက်မှာတိုက်ပွဲဖြစ်ပွားတာကြောင့်တေဆုံသွားပြီလို့ဆိုကအလောင်းတွေကိုပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်အလောင်းတွေမှာတန်တဲ့နဲ့ပြစ်ခတ်ခံထားရတဲ့ဒဏ်ရာနှိမ့်ဆက်ထားတဲ့ဒဏ်ရာဓာတ်ဒဏ်ရာတွေတွေ့ရှိရတယ်လို့ဆိုပါတယ် အာတန်ရိုင်ဖယ်တပ်ဖက်ကတော့နှစ်ဖက်တိုက်ပွဲဖြစ်ပွားလို့တိတ်ဆုံးနေဆိုတဲ့ပြောဆိုချက်ကိုသာစုပ်ကိုင်းထားပြီးပကဖတပ်ဖွဲ့တွေထံကတိမ်းယူရရှိတယ်လို့လည်းပြောဆိုထားပြီးတိမ်းယူရရှိတဲ့လက်နက်တွေရဲ့ဓာတ်ပုံကိုလည်းထုတ်ပြန်ထားပါတယ်အမျိုးသားညညရေးဆိုရအနေနဲ့အိန္ဒိယနိုင်ငံဘက်ကအာတန်ပြည်နယ်လက်နက်ကိုင်အဖွဲ့ဘက်ကိုစစ်သွဲမင်းမြန်ရာမှာအိန္ဒိယနိုင်ငံဘက်ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်တာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်တဲ့ဆိုတဲ့အချက်ကိုပဲစုပ်ကိုင်ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ နေဆက်မှာချန်စီယိုကာယန္နာကိုလည်းမြန်မာဘက်ကလက်နက်ကင်အဖွဲ့တွေအနေနဲ့မကန့်ကွက်ကြောင်းကိုတက်ပြတ်ခံရတဲ့ပကပ10ဦးရဲ့အလောင်းတွေပြန်ပေးစင်မှာလက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ဆိုပါတယ်။အခုဖြစ်ရဟာစစ်ကောင်စီနဲ့ဆက်ဆံရေးကောင်းမွန်တဲ့အိန္ဒိယနိုင်ငံရည်တည်ချက်သဘောထားကိုထင်ဟပ်စေတာလို့ဆိုနိုင်ပါတယ်။ ဂျပန်အိန္ဒိယနိုင်ငံမှာဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအရပြည်နယ်အစိုးရတွေရဲ့လုံပိုင်ခွင့်ကလည်းအတိုင်းအတာတစ်ခုထိရှိတာကြောင့်မနီပူပြည်နယ်အစိုးရအနေနဲ့၎င်းတို့ပြည်နယ်နဲ့မြန်မာနိုင်ငံနယ်စပ်မှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်တဲ့သဘောထားယက်တီချက်ကိုလည်းထင်ဟပ်စေပါတယ်။ မနီပူအစိုးရကို လက်နက်ကင်တိုက်ခိုက်နေတဲ့ကတဲ့ခွတ်ထွက်ရေးတပုံတွေကိုစစ်ကောင်စီရဲ့တပ်တွေနဲ့ပူးပေါင်းပြီးမကြာခဏဖမ်းဆီးပေးတဲ့အဖြစ်မျိုးတွေလည်းရှိခဲ့တာကြောင့်မနီပူနဲ့စစ်ကောင်စီတို့ဆက်ဆံရေးက NUG လောက်ကတပ်ဖွဲ့တွေထပ်ပိုပြီးကောင်းမွန်တယ်လို့ဆိုနိုင်ပါတယ်။အိန္ဒိယမြန်မာနယ်နိမိတ်ထိစပ်နေတဲ့နောက်ဒေသတစ်ခုဖြစ်တဲ့မြန်မာဘက်ကချင်းပြည်နယ်နဲ့တပ်ဖက်နိုင်ငံကမီဇိုရန်ပြည်နယ်တို့ဖြစ်ပါတယ်။မီဇိုရန်ပြည်နယ်နဲ့ချင်းပြည်နယ်တို့အကြားမှာတော့ မနီပူပြင်းနယ်လိုပြဿနာမျိုးမရှိဘဲနှစ်ဖက်နားလည်မှုကောင်းမွန်တဲ့အနေအထားဖြစ်ပါတယ်ချင်းပြည်နယ်ကဒုက္ခသည်အများပြားမီဇိုရန်ဘက်မှနေထိုင်နေကြပြီးမီဇိုရန်ပြည်နယ်အစိုးရဘက်ကချင်းဒုက္ခသည်တွေရဲ့ကလေးတငယ်တွေပညာသင်ကြားခွင့်တွေအထိစီမံဆောင်ရွက်ပေးနေတဲ့အနေအထားဖြစ်ပေမယ့်မဏိပူပြည်နယ်ဘက်မှာတော့အခြေအနေကွဲပြားခြားနားတာလည်းတွေ့ရပါဗျ။ ဒီနေ့ဖို့နောက်တရင်အကြောင်းအရာတစ်ခုကတော့6လနီးပါးကြာမြင့်နေပြီဖြစ်တဲ့ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းရိတ်ခါလက်နက်ခဲယံထောက်ပံ့ပို့ဆောင်တဲ့ရဟတ်ယင်တွေကို KIA ဘက်ကတိုက်ခိုက်ရမှာရဟတ်ယင်တစီထိခိုက်ပျက်စီးကတောတောင်နေတဲ့ပြက်ကျခဲ့ပါတယ်ဗမော်မြို့အခြေဆိုင်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကားခ21ကိုတင်းယူဖို့ KIA ကတိုက်ခိုက်ရာမှာလာနေချီကြာမြင့်လာနေချင်းစစ်ကောင်စီဘက်ကမြေပြင်ကနေတက်ကူရိတ်ခါကူတွေကိုပို့ဆောင်နိုင်ခြင်းမရှိတော့ဘဲလေကြောင်းကနေသာချပေးနေတာဖြစ်ပါတယ် စစ်ကောင်စီကမေလ20ရက်နေ့ကရုရှားလုံ MISMD အမျိုးအစားစစ်ရဟတ်ယာဉ်3စီးနဲ့လာပို့ရမှာ KIA ဘက်ကလေရင်ပြက်လက်နက်သို့မဟုတ်ဒရုန်းတစ်ခုခုနဲ့တိုက်ခိုက်ခဲ့တယ်လို့မှန်းဆကြပါတယ်။ဝါရုံနေကြားထဲမှာမီးလောင်နေတဲ့ရဟတ်ယာဉ်နဲ့ဗိုလ်ကြီးရာထူးအဆင့်ရှိသူအလောင်းပုံတွေလူမှုကွန်ရက်မီဒီယာမှာပေါ်ထွက်လာပါတယ်။အခုစစ်ရဟတ်ယာဉ်ပြစ်ချခံရတဲ့ပြည်ဟာအရက်သားတိတ်ဆုံမှုတွေဇက်တိုက်ဖြစ်ပွားနေတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားနေရခြင်းလူအများကိုစိတ်အားတက်ကြွမှုဖြစ်စေတာပါ။ လေကြောင်းတိုက်ခိုက်မှုတွေကိုဘယ်နည်းနဲ့မှမကောက်ဝဲနိုင်ဘူးလို့ယူဆနေချိန်မှာအခုဖြစ်ကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကိုတန့်သွားစေနိုင်မလားဆိုတဲ့မျှော်လင့်ချက်တွေပေါ်ထွက်လာတဲ့သဘောလည်းဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့လေကြောင်းတိုက်ခိုက်မှုကိုသာအားကိုးနေရချိန်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုတန့်စေအာရော့သွားစေနိုင်တဲ့လှုပ်ဆောင်မှုတစ်ခုခုကိုတော်လန်ကြီးလက်နက်ကင်တွေဘက်ကလှုပ်ဆောင်နိုင်မှုအဖြစ်စိတ်အားတက်ကြွလာတဲ့သဘောလည်းဖြစ်ပါတယ်။ နီးကပ်စွာတည်ရှိနေတဲ့ရှေ့တန်းစစ်မျက်နှာတွေမှာစစ်ရဟတ်ယာဉ်တွေကိုချိမ့်ချောင်းနိုင်တဲ့အခြေအနေမျိုးတချို့သောတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေမှာရှိနေပေမဲ့စစ်လေယာဉ်တွေကိုတော့ပြစ်ခတ်နိုင်ဖို့ခက်ခဲနေကြဖြစ်ပါရဲ့ရှင်။